ော်စင်ဟန်ကမခေါ်ရင်ဒီလက်ကိုခေါ်ယူရင် United တို့အမားပေါ်အမားဆင်မယ်လို့ကြေပေးလိုက်တဲ့ Range ပဲတမလာမဲမိလာများ Manchester Force ကလည်းအားလုံးကိုပြတဲ့ကြိုလဲပါရင် Manchester United အသင်းရဲ့ကနွေကစားမဖြစ်တဲ့ Range ကတော့ United အသင်းကိုအပြောင်းရွှေ့နေပတ်သက်တဲ့အကြံပေးစကားတစ်ခုပြောဆိုသွားခဲ့ပါတယ် Manchester United အသင်းကတော့လာမယ့်နေရာတွေအပြောင်းရွှေ့မှာကစားမတွေကိုခေါ်ယူသွားဖို့ရှိနေပါတယ်ကစားမတော်တော်များများနဲ့ United ကသတင်းတွေဆက်ထားခဲ့ပါတယ် Rain League ကတော့ United တိုက်စစ်ပိုင်းပြောင်းရွှေ့နေပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတစ်ခုကိုပေးသွားခဲ့တာပါ United ကလည်းရှိပါ England တိုက်စစ်ကစားသမား ။ DNT လက်ကိုခေါ်ယူဖို့စ조사နေတာပါ။ Brain တွေကတော့ဒါကိုသဘောတည့်ဖို့မပေါ်ပါဘူး။ United ရဲ့သမိုင်းနဲ့ချက်ကိုဒင်းများဆုံးတိုက်စစ်မှုမျိုးကခုလိုမျိုးပြောဆိုလာခဲ့တာဖြစ်ပါရင် United အနေနဲ့ဗီနာအိုစင်ယာကိုဘယ်စင်းနဲ့ဖြစ်ဖြစ်ရအောင်ခေါ်တင်ပါရင်သူကမှဂိုးတွေတွင်းယူပေးနိုင်မယ်သူပါ။ဒီလက်ကိုခေါ်ယူတာကအသင်းအတွက်အကျိုးမရှိပါဘူး။အမားတွေထမ်းလို့မိတာပဲရှိပါတယ်လို့အင်္ဂလန်သားကပြောဆိုသွားခဲ့ပါရင်အိုစင်ယာကတော့ဒီဟာဒီမှာတူရီကလပ်ဂလာစင်းအသင်းမှာငှားကစားပြီးတော့ဂိုးတွေတိုင်းတိုင်းတွင်းယူပေးထားပါရင်ဒီလက်ကတော့အသက်ရွယ်ငယ်သေးလို့အတွေ့အကြုံမရရတော့လိုအပ်ချက်တွေများနေတဲ့လူငယ်တိုက်စစ်မှုပါ။ ။ဗေယုန်နီကတော့အတင်းအနေနဲ့လူငယ်တိုင်းစစ်မှုတူတဲ့အတွေ့အကြုံရင်းပြီးဂိုသင်းကောင်းတဲ့တိုက်စစ်မှုတူကိုခေါ်ယူဖို့အမုန်းခံပြောသွားခဲ့တာပါ။အစီအံကဒီယာလီမာကာရာစီအတင်းအတွက်ပွဲလေးစင်မှာ36ဂိုးနေသွင်းယူထားပြီးဒီလက်ကအင်းစစ်တောင်းအတွက်39ဝက်မှာ12ဂိုးပဲသွင်းယူပေးထားခဲ့တာပါ။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်အားကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောင်းနေနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။